နေပြည်တော်နေရန်ကုန်ကိုဒီနေ့ရထားစီးပြီးတော့ကြည့်မယ်ဘယ်လောက်ထိအဆင်ပြေလဲဆိုတော့ကြည့်လိုက်အောင် BIB ခုံနေနေဆိုတော့မိုက်တယ်ဗျပါလာတဲ့လက်ကေးတွေထားဖို့နေရာလည်းတော်တော်ကြည်ကြဲပြင်းပြင်းရှိတော့အဆင်ပြေတယ်ဗျထိုင်ကုန်ကလည်းရှင်းအောင်ကြည်ကြဲဝုန်းဝုန်းဆိုတော့တတောင်တတတာဖြစ်တာပေါ့အခုလိုတောင်တန်းနေနဲ့လေကွင်းတွေကိုကြည်ပြီးခီးသွားခွင့်ရတာရထားစီးမှရတာဗျဒါကြောင့်ခင်ဗျားတို့လို FA တွေခီးသွားမယ်ဆိုရင်ရထားကိုရွေးချယ်သင့်တယ်ဗျပြင်မနာဗုဒ္ဓမှာ၃မိနစ်ရက်တယ် ကျန်တဲ့တောင်ကိုဘကူရန်ကုန်ဘူတာရောက်တဲ့အထိ3မိနစ်စီပဲရက်တာဗျဒီလိုရှုခင်းလေးတွေကယထာစီမရတာဗျခင်ဗျားတို့မှဆုံးမရှိတဲ့ဒီလိုရှုခင်းလေးကိုယထာစီရင်လက်ခါကြည့်လို့ရတောင်မှာ3မိနစ်ရက်ပြီးတော့အခုဆိုတောင်ဝမျိုးဖြတ်ပြီးတော့ယထာဆက်သွားပြီပေါ့နော်ဘလိုပဲဖြစ်ဖြစ်ယထာနဲ့ခီးသွားတဲ့အရသာ မျိုးတွေမျိုးတွေကိုဖြတ်သွားတဲ့ခါကျရင်အခုလိုမျိုးတွေကိုတွေ့ရတော့အမြင်နဲ့တက်ဆိုင်ပို့ပြီးတော့ရတာရှိတာပေါ့နော် ီတကားတွေကကိုလက်နဲ့ကိုဖွင့်လို့မရဘူးသူတို့ဖွင့်ပြပါရတာမပြောရအစင်မြင်နေပြောရမယ်အိမ်သားလည်းတန်းနေဗျာမဆူကဲတော့ဆိုတော့ရန်ကုန်ရောက်ပြီပေါ့နော်လူပြင်းနေပြောင်းနေနေလဲစနေနိုင်ထွက်တယ်။ရန်ကုန်ဘူတာယူယနေ့9နိုင်ခွဲအတိမဆိုင်တယ်။ဒါပဲပြောပြောကျွန်တော်တို့တော့နေပြောင်းနေရန်ကုန်ကိုရထားနဲ့လာတာအဆင်ပြေပါတယ်။7မှာ คนธรรมปีวะเน่บาย บาย